Вот он, копчик опять взлетел. Откуда взлетает, ничего не понятно, блядь. Вот он, клоун, блядь. ပင်ကူမြေစစ်စင်ရေးနာမည်နဲ့ရုရှားရဲ့ latest scan လေးခုကိုဇွန်လ10ရက်နေ့မှာယူကရိန်းက drone စင်းရေ118စင်းနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုကြောင့် TU95, TU22, M3 အမျိုးအစားဘုံကျဲလေတွေ A15 ထောက်လိုင်းလေယာဉ်တစ်စီးပါဝင် လေယာဉ်ပေါင်း40ကျော်ထိမှန်ပျက်စီးသွားတယ်လို့နိုင်ငံတကာသတင်းတွေကဆိုပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်ရေးဒရုန်းတွေဟာရုရှားလေဆိပ်ရဲ့အနီးဆုံးအထိဝင်ရောက်လာပြီးတော့မှအနီးကတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီဖြစ်ရပ်ကမြန်မာတော်လှန်ရေးအင်အားစုတွေအတွက်လည်းအားကျစရာဖြစ်ခဲ့ရပါတယ်။ကြည့်တော့ကြည့်တဲ့အဲကွာသူတို့လောက်တာကောင်းတော့ကောင်းတယ်လေ။သူတို့ကကျွန်တော်တို့ကပို့ပြီးတော့ကောင်းတယ်။ဟွန်းလောက်ခွင့်ရရင်တော့ကျွန်တော်တို့လည်းအဲ့တဲ့အမ်အဲ့ဒီမတာတော်မလေးအဲ့လောက်ဖြစ်တဲ့ဟာမျိုးတော့လောက်ဖို့ ရှိရတယ်။လက်ရှိကမ္ဘာစီးရေခင်းကျင်းမှာ drone တွေရဲ့အရေးပါမှုကမြင့်တက်လာသလိုမြန်မာဒေါ်လာရေးခင်းကျင်းမှာလည်း drone တွေကအခရာကျလာတယ်လို့ဆိုနိုင်ပါတယ်။ယူကရိန်းကတိုက်ခိုက်တဲ့ပုံစံမျိုးပြီးခဲ့တဲ့မေလ21ရက်နေ့မှာဗမော်မြို့နယ်ရွှေကူမြို့ကချင်းလင်းတရင်ခလာရ56အတွင်းရနာထားတဲ့စစ်ကောင်စီရဲ့ MI70 ရဟတ်ယာဉ်ကိုကချင်လက်မြောက်ရေးတပ်မတော် KIA က drone နဲ့ဝင်တိုက်ပြီးဖျက်ဆီးခဲ့ပါတယ်။ယူကရိန်းနဲ့ရုရှားဟာကျူးကျော်စစ်ဖြစ်ပွားနေတာဖြစ်ပြီး မြန်မာနိုင်ငံကတော့စစ်တပ်ကတိုင်းပြည်အာဏာအရမသိမ်းပိုက်လို့ပြည်သူလူထုကခုခံတော်လှန်နေကြတာဖြစ်ပါတယ်။ဒါကြောင့်အခုလိုတိုက်ခိုက်နိုင်ဖို့ကအခြေအနေချင်းလဲကွာခြားနေပါတယ်။အဲဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကတော့ပထမဆုံးဒါဟိုနေပြီးတော့ရင်ဆုံးတိုက်ခိုက်ခဲ့တော့လေဒီလိုပဲ formation တွေပြန်ပြီးတော့တိုက်ခိုက်ခဲ့တာပေါ့နော် အဲ့ဒီတော့ကတော့စပြီးတော့စမ်းတက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်းဒီ PDF တရတော့ခုသူတို့ဟိုတက်နိုင်တဲ့ဉာဏ်စွမ်းလေးနဲ့ပဲလောက်ရတာဖြစ်တယ်ပေါ့နော်ဒါယူကရိန်းတို့ဘာတို့ကျတော့နောက်ကအမေရိကတို့တခြားဟိုတခြားနိုင်ငံတွေကဟိုစပိုရင်းညားတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာကျတော့သူနာပြည်သူတွေရှေ့ရပဲဟိုတက်နိုင်ကြတော့ဘလူခံပြီးတော့လိုက်လောက်ရတဲ့အနေအထားမျိုးဖြစ်တာပေါ့တကယ်တကယ်လို့တော့ ်ဒီ Ukraine လိုမျိုးကျွန်တော်တို့ကလုံနိုင်မယ်ဆိုရင်လေတက်ကိုလည်းဒီထက်မကမြန်မာနိုင်ငံတိတိယယောက်ပို့ပြီးတော့ရှိန်မုန်းနိုင်တယ်လို့ယူဆတာပေါ့လက်ရှိမြန်မာဒေါ်လာရေးမှာစစ်ကောင်စီကမြေပြင်တိုက်ပွဲတွေမှာအားတာမှုမရှိတော့တာကထင်ပေါ်နေပြီးသူလုံနိုင်တာကတော့လေချောင်းကနေဘုံကျဲတိုက်ခိုက်တာပဲကြံတော့တာပါဒါကသူ့ရဲ့အားတာချက်တစ်ခုဖြစ်နေပေမဲ့ကုန်ကြမ်းစည်များတာကြောင့်2024ခုနှစ်လောက်ကစလို့ စစ်ကောင်စီဘက်မှလည်းတံမြန်ဒရုန်းစစ်စင်ရေးတွေကိုဖော်ဆောင်လာပါတယ်။အာဏာသိမ်းစမှာစစ်ကောင်စီတပ်ကိုချေမှုန်းမှုတော်လိုင်းတပ်တွေဘက်ကကိုယ်တိုင်ထုတ်လုပ်ထားတဲ့ဒရုန်းတွေကိုသာတုံးနိုင်ခဲ့ပေမဲ့လက်ရှိအချိန်မှာတော့အစင်းမြင့်ဒရုန်းတွေကိုတုံးလာနိုင်တာတွေ့ရပါတယ်။ဒါပေမဲ့အခက်အခဲတွေကတော့ရှိနေသေးဖြစ်တယ်လို့ဒရုန်းတပ်ဖွဲ့ရဲ့တာဝန်ခံကဆိုပါတယ်။嗯ဆက်ကြရတော့ဒီစည်းဝဲကိစ္စရေပေါ့လေ logistics ကိစ္စတွေကတော့ခက်ခဲတွေကတော့ ရှိတယ်တတိယမှာတယ်မရောက်တာမျိုးတွေကြာနေရမျိုးတွေလမ်းမှာသိမ်းခံရမျိုးဒီလိုခက်ခဲတွေကအခုထိရှိနေဒါဒေါ်လာရေးဒီဒီနိပညာဖွဲ့တော်တော်များများမှာရောနောက်မြေပြင်ဖွဲ့တွေမှာရောအကုန်လုံးကအဲ့လိုတွေဖြစ်နေရပါလေလေးနှစ်ကျော်ကြာလာပြီးတဲ့နောက်ဒေါ်လာရေးတက်တွေဘက်မှာစစ်ကောင်စီရဲ့လေတပ်ဆိုင်ရာချက်လက်တွေပြင်အချို့တပ်ဖွဲ့တွေကလေတပ်စခန်းနာကကြေးရွာတွေကိုပါဝင်ရောက်လာနိုင်တာတွေရှိပါတယ်စစ်ကောင်စီရုံးဆိုင်တဲ့နေပြီးတော့အေလာလီတက်ဟာဆိုရင်လေတော်လိုင်းတက်ဖွဲ့တွေရဲ့အသေးကန်ဒရုန်း short တိုက်ဒုံးနေနဲ့ ိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေနှစ်ခါထပ်မနည်းရှိခဲ့ဥပါတယ်စစ်ကောင်စီရဲ့လေတပ်စခန်းတွေကိုချိန်ချောက်နိုင်မှုစူးစမ်းနေကြတဲ့တော်လိုင်းတပ်ဖွဲ့တွေကယူကရိန်းရဲ့ရုရှားလေတပ်ကိုတိုက်ခိုက်တဲ့ဖြစ်စဉ်ပေါ်အားရပြီးတက်ကြွစီတယ်လို့မှတ်ချက်ပြုကြပါတယ်